जाऊंगी तो आओ बुलाओ ना दले वो मन ငလင်လုတ်ခတ်ပြီးနောက်ကရင်နီမှာအနက်ပေတရရှိကျင်းကြီးတစ်ခုဖြစ်ပေါ်ငလင်လုတ်ခတ်ပြီးနောက်ကရင်နီပြည်နယ်ဒီမော့ဆိုမြို့အနောက်ဘက်ခြမ်းတွင်အနက်ပေတရကျော်ရှိသောကျင်းတွင်းကြီးတစ်ခုဖြစ်ပေါ်နေကြောင်းဒေသခံများထံမှသိရသည်မလ28ရက်နေ့ငလင်လုတ်ခတ်ပြီးနောက်ရက်မလ29ရက်ညနေ3နာရီဝန်းကျင်တွင်မြေစတင်ပြူကျကတဖြည်းဖြည်းတွင်းငယ်ဖြစ်ပေါ်ရာကနေကျင်းကြီးအဖြစ်ပြောင်းလဲသွားကြောင်းသိရသည် ယနေ့ဧပြီလ၁ရက်နေ့အထိကျင်းကြီးမှာမြေသားတိုက်စားလျက်ရှိပြီးတွင်းမှာတဖြည်းဖြည်းအနက်ပေများလာသလိုကျင်းကျယ်လဲတိုးလာနေကြောင်းဒေသခံမီဒီယာများကဖော်ပြသည်မြန်မာပြည်အလဲပိုင်းဖြစ်သည့်မန္တလေးစကိုင်းနှင့်နေပြည်တော်တို့ကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့သောငလင်မှာကရင်ပြည်နယ်ကိုလည်းရိုက်ခတ်ခဲ့ကြောင်းသိရသည် အဆိုပါကျင်းကြီးမှာအနက်ပေနှင့်အကျယ်တိုးလာနေ၍ဒေသခံပြည်သူများမှာအနာတို့တွားရောက်မကြည့်ရှုရဲကြောင်းနှင့်အဝေးကနေပဲလှမ်းကြည့်နေရသည်ဟုဒေသခံတအူးကပြောသည်ငလင်ကြောင့်ကရင်နီပြည်နယ်တွင်ဘာသာရေးအဆောက်အဦအပါဝင်နေအိမ်ချို့ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရသည်ဒီမော့ဆိုမျိုးအနောက်ဖက်ချမ်းကနန်းဆန်ဖူးချောင်းတွင်၃ပေကျော်ရေကျဆင်းခဲ့ပြီးရေများလဲအယောင်ပြောင်းလဲနေသည့်အတွက်ယခုအချိန်ထိဒေသခံပြည်သူများမှအုံပြု၍မရသေးကြောင်းပြောဆိုကြသည်